It's okay to feel lost. လမ်းပြောင်းနေတယ်လို့ခံစားရလဲအဆင်ပြေပါတယ်။ It doesn't mean you have failed. ဒါမင်းကြာရှုံးသွားပြီလို့ဆိုလိုတာမဟုတ်ပါဘူး။ It just means you are human. ဒါကမင်းလည်းလူသားတစ်ယောက်ပါပဲလို့ဆိုလိုတာပါ။ Everyone feels this way sometimes. လူတိုင်းဒီလိုမျိုးခံစားရတဲ့အချိန်တွေဆိုတာရှိပါတယ် but you don't have to stay lost ဒါပေမဲ့လမ်းပြောက်ပြီးနေနေဖို့မလိုပါဘူး even one small steps matters ခြေလမ်းတသေးလေးတလှမ်းလှမ်းနေမယ်ဆိုရင်တော့အဆင်ပြေပါတယ် even listening to this it counts ဒါလေးကိုနားထောင်နေမယ်ဆိုရင်တော့မင်းရဲ့ခြေလမ်းလေးလို့ရေးတွက်နိုင်ပါတယ် here we don't just teach english ဒီမှာငါတို့ကအင်္ဂလိပ်စာကိုပဲသင်မှာမဟုတ်ပါဘူး we help you rebuild your mindset with calm care and courage စိတ်ငြိမ်သက်မှုခရူးဆိုင်မှုအင်အားတွေနဲ့တူသင်ရဲ့စိတ်ကိုပြန်လဲတည်ဆောက်နိုင်ဖို့ကူညီမှာပါ let's begin gently together ဒါဆိုရင်ဖြည်းဖြည်းချင်းစလိုက်အောင် Lesson 1 Just take one small step. When you feel lost, you don't need to fix everything. သင်လမ်းပြောင်းနေပြီလို့ခံစားရတိုင်းအရာအလုံးကိုပြင်ဆင်ဖို့မလိုပါဘူး You don't need a big plan A အစီအစဉ်ကြီးကြီးတစ်ခုလည်းမလိုပါဘူး you don't need to be strong all the time အချိန်တိုင်းမှာတမာနေဖို့လည်းမလိုပါဘူး you just need one small step တင်းငယ်တဲ့ခြေလှမ်းလေးတစ်လှမ်းပဲလိုပါတယ် one word စကားလုံးတစ်လုံး one sentence စာကြောင်းတစ်ကြောင်း one quiet moment to learn to breathe to begin လေးလာဖို့ အသက်ရှူဖို့စတင်ဖို့အတွက်တိတ်ဆိတ်တဲ့အခိုက်အတန့်လေးတစ်ခု maybe you're scared သင်ကြောက်နေနိုင်တယ် maybe you have tried before သင်အရင်ကလည်းစူးစမ်းခဲ့ဘူးတာဖြစ်နိုင်တယ် that's okay ဒါကအဆင်ပြေပါတယ် small steps may feel slow ခြေလှမ်းတဲတဲလေးတွေကနှီးတယ်လို့ခံစားရနိုင်တယ် but they are still moving you forward. ဒါပေမဲ့အဲ့ဒီခြေလှမ်းတေးလေးတွေကသင်ကိုရှေ့ဆက်သွားနေစေပါတယ်။ Even listening to this is already a step. ဒါကိုနားထောင်ရုံနဲ့ခြေလှမ်းတလန်းစပြီးနေပါပြီ။ So today don't think about everything. ဒါဆိုရင်ဒီနေ့တော့ဘာမှတွေးမနေပါနဲ့။ Just do one small thing. သေးငယ်တဲ့အရာတစ်ခုကိုပဲစလုပ်ကြည့်ပါ one gentle step the land in ဖြည်းဖြည်းချင်းတလှမ်းချင်းပဲ and tomorrow ပြီးရင်မနေ့ဖြန်ပါရော you will take another Now tap, နောက်ထပ်ခြေလှမ်းတလှမ်းထပ်လှမ်းကြည့်မယ် lesson 2 time can heal if you let it တင်တာခွင့်ပြုမယ်ဆိုရင်အချိန်ရကုစားနိုင်ပါတယ် When your heart is tired time can feel like an enemy စိတ်နှလုံးပင်ပန်းတဲ့အခါအချိန်ရရန်သူတယောက်လိုခံစားရနိုင်ပါတယ် You wait you worry you feel stuck တင်းဆောင်ဆိုင်နေဆိုရင်ပူပန်နေပိတ်မိနေတယ်လို့ခံစားရတယ် but time isn't here to hurt you ဒါမဲ့အချိန်ကသင်ကိုနာကျင်စေဖို့ရှိနေတာမဟုတ်ဘူး it's here to help you if you let it သင်သာခွင့်ပြုမယ်ဆိုရင်အချိန်ကသင်ကိုကူညီဖို့ရှိနေတာပါ healing takes time ကုစားဖို့အချိန်လိုပါတယ် learning takes time သင်ယူဖို့အချိန်လိုပါတယ် changing your life takes time တင်ပဝါကိုပြောင်းလဲဖို့အချိန်လိုပါတယ် there is no need to rush အလောတကြီးဖြစ်ဖို့မလိုပါဘူး you are not late သင်ကနောက်ကျနေပါဘူး you are not behind သင်ကနောက်မှလည်းကျန်မနေပါဘူး use time gently အချိန်ကိုဖြည်းဖြည်းချင်းပဲအသုံးချပါ use it to rest အချိန်ကိုအနားယူဖို့အတွက်အသုံးချလိုက်ပါ use it to learn one new thing today ဒီနေ့မှာအတိတ်တစ်ခုခုကိုသင်ယူဖို့အတွက်အချိန်ကိုအသုံးချလိုက်ပါ because over time even small seeds can grow into something beautiful ပါလို့လဲဆိုတော့အချိန်ကြာလာတာနဲ့မြားသေးငယ်တဲ့မျိုးစေ့လေးတွေတော့လှလှပပလေးကြီးထွားလာကြလို့ပါ

is not yesterday. Tinia niam bao. You are not the same person you were last year. Tiale mnika tene mtubabu. And that means you can choose something new. Solo raro mtuni re atitakubo. Tin shui chenai mare. A new word. Sakalon atitalon. A new habit. A legend khu? a new way of seeing yourself သင်ကိုယ်သင်မြင်တဲ့ပုံစံအစ်စ်တစ်မျိုး beginning again doesn't mean starting from zero နောက်တစ်ချိန်ပြန်စတင်နေဆိုတာကတုံညာနေစတယ်လို့ဆိုလိုတာမဟုတ်ပါဘူး it means starting from experience with more care အတွေ့အကြုံတွေနဲ့အတူပို့ပြီးတော့ခရူးတစ်ဆိုင်နဲ့ပြန်စတင်တာမျိုးကိုဆိုလိုတာပါ

တင့်ကိုတင်ယုံကြည်ပါ Sometimes we feel lost because we don't trust ourselves anymore ကိုကိုကိုမယုံကြည်တော့တာကြောင့်တစ်ခါလီမှာငါတို့ကလမ်းပြောက်ကြပါတယ် We think ငါတို့တွေတွေးကြတယ် I am not smart enough ငါလိုအပ်တလောက်မတော်ဘူးပဲလို့တွေးကြတယ် I always give up ငါအမြဲတမ်းအရှုံးပေးတာပဲလို့တွေးကြတယ် I can't do this. ငါဒါကိုမလုပ်နိုင်ဘူးပဲလို့တွေးတက်ကြတယ်။ But you don't need to fully believe in yourself yet. chỉ ဒါပေမဲ့သင်ကိုယ်သင်ရာဂိုင်းတော့ပြည့်ယုံကြည်လိုက်ဖို့မလိုပါဘူး။ You just need to believe a little. lão chỉ သင်ကနည်းနည်းလောက်ပဲယုံကြည်ပေးဖို့လိုပါတယ်။ A tiny voice that says maybe I can ငါလုံနိုင်ပါပါလို့ပြောနေတဲ့အတန်တိုးတိုးလေး That's all it takes အဲ့ဒီအတန်လေးပဲရှိရင်လုံလောက်ပါပြီ Trust yourself to try ကြိုးစားဖို့အတွက်သင်ကိုယ်သင်ယုံကြည်လိုက်ပါ Trust yourself to grow တိုးတက်ဖို့အတွက်သင်ကိုယ်သင်ယုံကြည်လိုက်ပါ Even if you don't feel ready အစင်သည်မဖြစ်သေးဘူးလို့ခံစားနေရရင်တော့မှတင့်ကိုတင်ယုံကြည်လိုက်ပါ because trust doesn't come first ဘာလို့လဲဆိုတော့ယုံကြည်မှုဆိုတာအရင်ဆုံးပေါ်ပေါက်လာတာမျိုးမဟုတ်ဘူး it grows every time you take one more step တင်ခြေလန်းတလန်းလှမ်းလိုက်တိုင်းယုံကြည်မှုဆိုတာကြီးထွားလာတာမျိုးမလို့ပါ Lessons 5 You are not alone in this. ဒီအခြေအနေမှာသင်တယောက်တည်းမဟုတ်ပါဘူး. When you feel lost, it's easy to think I am the only one who feels this way. သင်လမ်းပြောက်နေတယ်လို့ခံစားရတိုင်းငါတယောက်တည်းဒီလိုခံစားနေရတာပဲဆိုတဲ့အတွေးကိုလွယ်လွယ်နဲ့တွေးမိတတ်ပါတယ်. But that's not true. ဒါပေမဲ့အရာကမမှန်ပါဘူး. There are so many people just like you. တင်လိုမျိုးခံစားနေရတဲ့လူတွေအများကြီးရှိပါတယ်။ Quiet, struggling, trying their best. xây တိတ်ဆိတ်တဲ့ရုန်းကန်တဲ့သူတို့တက်နိုင်ဆုံးကြိုးစားကြတယ်။ One small steps at a time. lê chân nè တချိန်ကိုခြေလှမ်းသေးသေးလေးတလှမ်းချင်းစီနဲ့ပဲ. You are not alone. mà တင်တယောက်တည်းမဟုတ်ပါဘူး။ not in your pain တင်နာခြင်းမှုတွေထဲမှာတင်ပြောက်ထမ်းမဟုတ်ပါဘူး not in your hopes တင်မျောလင်းချက်တွေထဲမှာလည်းတင်ပြောက်ထမ်းမဟုတ်ပါဘူး this piece is for all of us who want to learn grow and begin again ဒီနေရာလေးလာခြင်းသူတွေအတစ်ကပြန်စားခြင်းသူတွေအားလုံးအတွက်ပါ so if you are tired that's okay ဒါကြောင့်သင်ပင်ပန်းနေရဲဆိုလဲအဆင်ပြေပါတယ် if you are afraid that's okay too ကြောက်ရွံ့နေရဲဆိုလဲအဆင်ပြေပါတယ် you are not walking this path alone ဒီလမ်းကိုရှောက်နေရတာသင်တယောက်တည်းမဟုတ်ပါဘူး we are here together ငါတို့အားလုံးဒီမှာတူတူရှိပါတယ် let's keep going ဆက်ပြီးတော့သွားလိုက်ကြရအောင်ပါ Okay ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့လမ်းပြောက်နေတယ်လို့ခံစားနေရတဲ့သူတွေအတွက်ပေါ့เนาะကိုက အင်္ဂလိပ်စာလေ့လာရင်းနဲ့ပဲဖြစ်ဖြစ်လုံးဝမရတော့ဘူးလို့စိတ်ထဲမှာခံစားရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေတခြားအကြောင်းအရာတခြားကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့လူ့ဘဝကြီးမှာဖြတ်တန်းလာပြီဆိုလို့ရှိရင်ကြုံတွေ့ရတာတွေကများတာဟုတ်အဲ့လိုမျိုးဆိုတော့တခြားကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ကိုကစိတ်ထဲမှာလမ်းပြောင်းနေရလို့ခံစားရတယ်ဆိုလို့ရှိရင်ဒါကကျမ motivation ပေးတဲ့ video မဟုတ်ပါဘူးကိုရဲ့စိတ်ရဲ့အေးငြိမ်းရာလေးကိုပေါ့နော်အာရှာဖွေဖို့ တတိပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဒီချိန်ထဲမှာလည်းအင်္ဂလိပ်စာကြောင်းလေးတွေသင်ယူရင်းနဲ့ပေါ့ဒီဗီဒီယိုလေးမှာပေးခြင်းနဲ့ lessons လေးတွေကတော့အာကိုကလမ်းပြောင်းနေလို့ခံစားရရင်တစ်ခါတိုင်းမှာခြေလမ်းတေးသေးလေးတစ်ခုစီပဲလမ်းမယ်။ပြီးလို့ရှိရင်အချိန်ရဆင်းရဲစရာရှိရင်လည်းတဖြည်းဖြည်းလေးနဲ့ကုစားသွားလိမ့်မယ်။ကိုကခွင့်ပြုတယ်ဆိုလို့ရှိရင်ပြီးရင်ကိုကဘယ်ဟာကိုဖြစ်ဖြစ်နောက်တစ်ချိန်ပြန်စလို့ရတယ်။ကိုကိုကို နည်းနည်းလေးပဲယုံကြည်မယ်။ပြီးရင်ဒီလိုမျိုးချိန်နေဆိုတာကိုတယောက်တည်းဖြစ်တတ်တာမဟုတ်ဘူး။ကိုကဒီမှာတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိထားမယ်။ဒါဆိုလို့ရှိရင်ကျမတို့ကခြေလမ်းတသေးသေးလေးလမ်းနေနဲ့ပဲတဖြည်းဖြည်းအဆင်ပြေသွားမှာဖြစ်တယ်ပေါ့နော်။ဒါလေးကိုကျမပြောပြချင်တာပါ။အာပြီးကိုကနားလိုက်အလုံးကနားယူခြင်းလဲနားယူလိုက်လို့ရတယ်။ တော့ကအိတ်ချင်လဲအိတ်ပလိုက်လို့ရတယ်အမြဲတမ်းကြီးတစ်ချိန်လုံးအောင်ငါလုတ်ကိုလုံးရမယ်ဒီလိုမျိုးမှုအွန်နေစရာမလိုဘူးပေါ့နော်ဒါလေးကိုကျွန်မပြပြချင်တာဖြစ်ပါတယ်ဒီမှာဆိုရင်တော့အင်္ဂလိပ်စာဟာသင်ရင်းနဲ့ပေါ့နော်ဒီခါလေးကြရင်လဲကျွန်မကွန်မန့်လေးမှာအင်္ဂလိပ်စာသင်ရင်းနဲ့ဆရာမကြီးမသိတော့ဘူးလမ်းနေတယောက်နေပြီဆိုပြီးတော့အဲ့လိုမျိုးပြောတာလေးတွေရှိရယ်ပေါ့နော် ဆိုတော့အဲ့လိုမျိုးလူလေးတွေအတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလုတ်လုတ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုလို့ရှင်လဲ like comment subscribe share လေးလုပ်ခဲ့ပေးပါဒါမျိုးဗီဒီယိုလေးတွေကိုနောက်ထပ်ကြည့်ရှင်တယ်ဆိုလို့ရှင်အင်္ဂလိပ်စာသင်ယူရင်းနဲ့ အဲဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်အေးချမ်းရလေးတွေဒါမှမဟုတ်လို့ရှိရင်အော်စိတ်ခွန်အားလိုချင်တာပဲဖြစ်ဖြစ်ပေါ့ဒီလိုမျိုးပုံစံဗီဒီယိုလေးတွေကိုကြိုက်တဲ့သဘောကြိုက်ဆိုရင်လည်း yes လို့ comment လေးမှာရေးပေးခဲ့ပါကျွန်မနောက်ထပ်ဗီဒီယိုတွေကိုထပ်ပြီးတော့လုပ်ပေးပါအောင်မယ်အားဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်နော်အကုန်လုံးကိုကိုကိုအနားယူဖို့အချိန်ပေးပြီးတော့ ကိုကိုကိုညီညင်တူတာလေးဆက်ဆံပြီးတော့အကုန်လုံးအဆင်ပြေနိုင်ကြပါစေနော်အားဆိုလို့ရှိရင်တတား